ိုးကန်းအတွက်ဆိုအာမပေးဘူးဘာလို့လဲဆိုတော့ Fanny Fanny ပြောပြောတာ kick go kick go ဟုတ်တယ် Fanny ဒီပိုင်းပြန်ဆုတ်လို့ရမယ်နော်အဲ့ဒါလေးချီးကျင်သေးတယ် Kick Fanny အရင်တော့ဆိုရင်ဒီ Epic skin လေ limited skin နဲ့ skin skin လာပါလားအဲ့ skin နဲ့ဆွဲရဆွဲရအော်ခဏခဏဆွဲပြနေရတယ်မြင်တွေ့ခဲ့ရဘူးလေအဲ့တော့ဗမာလိုဆိုရှင်ဘီလုံးကလို့တော့ပြောတာပဲဘီလုံးကဘီလုံးကဘီလုံးကတော့မြန်မာနာမည်ကနေနေတော့စားစားဟိုကောင်ဘေးမုံးရဲ့စကင်နေမလို့ရှင်ဗာလေဖုတ်ကောင်တရေလာမသိဘူး ကဲလောလောဆယ်မှာကျွန်တော် Blood Thor အနေနဲ့ကတော့အော် signature hero ကြီးဖြစ်တဲ့အားလုံးရရှိသွားပြီအဲ့ဒါအောင်မှလည်းယိုယိုရဲ့ signature hero တကောင် KMO ပါထပ်မပြီးတော့တွဲပြီးယူထားလည်းဖြစ်ပါတယ် AKM ပြဿနာပြေးမှာနော် AKM ရ Uranus ကိုတီးမှာနော်အနေနဲ့များလိုက်တာအဲ့တော့ခုနပြောရဲကျွန်တော်တို့ organ ဘက်က Naomi နဲ့ Justin ရဲ့ pick out 12လေးပဲဆော့လိုက်မလားနော်နောက်ဆုံးပွဲလည်းဖြစ်နေပြီဆိုတော့ duo die saturation လေးမှာဒါလေးတွေတော့ပြန်ပြီးသုံးမယ်ဆိုရင်တော့တော်တော်လေးအားကောင်းမဲ့ draft တစ်ခုတော့မြင်မိရယ်လောလောဆယ်မှာတော့ဟို K ရဲ့ sunshine ကို ြန်ပြီးတော့ပဲထွက်ရှိလို့လာပါပြီကြိုက်တယ်ဗျာဆိုတော့ရီဆက်ရှင်ဆိုတော့ဒီနေ့ဂါရုကားချတွေပါကြိုက်တယ်ဆိုလို့ရှင်တော့ဂျိုးယူလာလို့ရတယ်ပစ်ထားလိုက်တော့မလားအိုးလူနော့လူနော့စ်တွေပါတွဲပြီးတော့မတီးမှာတေးကြပြီဒါပေမဲ့နည်းနည်းအဲ့လောက်ထိအရင်လူနော့စ်ကလေပစ်ဖို့လိုလိုအောင်ပါမလား Justin နဲ့ Naomi pick off ပဲပြန်သွားတော့မယ်ထင်တယ်နော်လူနော့စ်နဲ့အလိုက်ဖတ်သော Roma တွေကလည်းဒါ pick off တွေတော်တော်လေးမှများတယ်ဗျအဲ့တော့ကျွန်တော်တို့ Naomi ရဲ့ချောင်းဒီပွဲမှာလောလောဆယ်တော့မပန်းရသေးဘူးဆိုတော့ ဒါပေမဲ့မလွယ်ဘူးဗျာနော်တစ်ဖက်ကလည်းအခုချိန်မှာ second benefit ရောက်တော့မှာဆိုတော့ပြန်ပြီးတော့ ban တော့မှာဗျာဟိုတွေးနေရလုံ north ကိုပါလည်းမျိုးလေဟိုဘက်က sorry 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 ဟိုဘက်ကလည်းကျွန်တော်အနေနဲ့ဘာမှသိပြီးတော့ထူးထူးခြားခြားကြီးတွေလည်းမျိုးကြီးတွေလည်း အဲ့ဒီသိသေးရလဲမျိုးလဲမဟုတ်သေးတော့လေ။အော်ဒါပေမဲ့လည်းကောင်းတော့ကောင်းပါပြီ။ဒါလည်းရတော့ကောင်းပါပါလေ။ bowling အပိုင်းမှာလည်း ruby device ပြန်ထွက်လာတယ်ဆိုတော့အပိုင်းမှာကျတော့ lunos ကဒီလိုမျိုး substitute hero တွေကိုပြစ်တဲ့နေရာမှာတော့ကောင်းတယ်ဗျ။အဲ့တော့ lunos second banning phase ရောက်ရှိသွားတဲ့ blood thorn အနေနဲ့ကတော့တစ်ဖက်က hero တွေ roma တွေပြန်ပြီးတော့ ban ရမယ်။အဲ့ပြန်မှာလည်း bowling ban ရမယ်။ bowling မှာ ban မယ်ဆိုရင်တော့ခုနကရဲ့ harry ရှိမယ်။အဲ့ပြန်မှာလည်းနောက်ထပ်ကျွန်တော်တို့ဒီ roma ဘက်မှာဆို pick off တွေဦးစားပေးပြီး ban မယ်ဆိုတော့ပိုကောင်းတာပေါ့ဗျာ။ နော် pick up တဲမှာဆိုရင်တော့မရှိမလားချောင်ရှိမယ်ကာလီယာရှိမယ်ကာဂျာရှိမယ်အဲကျွန်တော်နောင်မီတို့ခေတုံးကတော့ကာဂျာတွေဖရန်ကိုတွေတော့တော်တော်လေးကရေပန်းစားခဲ့တယ်ဆိုပေမဲ့လက်ရှိမှာတော့ဒီကာဂျာတကောင်လောက်ကတော့မက်တာထဲမှာသိပ်ပြီးသုံးတာတော့မတွေ့ရတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ဖရန်ကိုလေးတော့ပို့ပြီးတော့နည်းနည်းလေးစော့သိခြင်းနော် Dangerous Grass မှာဖရန်ကိုတအားကောင်းတယ်ဘယ်လိုလဲအဲ့ဒါကိုပြောရလေးသား Dangerous Grass နဲ့ဝင်းနာခေါ်တော့ခြုံထဲခေါ်ပြီးဆွဲဆွဲစားဒုံ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 ဆိုလို့ရှိရင်ရှုပ်ကုန်မယ်နော်ရုပ်သေးတယ်ဖြစ်ကုန်မယ်လားဆွဲစားလို့ရတယ်နော်ခြုံထဲမှာလာပြီးတော့ အဲ့အရင်နေကမပစ်ချင်ခက်ချင်နေတဲ့ဒီတိုကြီးတို့ဆော်ရီတို့ဒီဘာလဲကင်မီတို့ဘာလို့ဆိုလို့အချိန်လဲဘာမှတော့သိလဲမှာမဟုတ်ဘူးเนาะဟုတ်တယ်အဲ့တော့တကယ်လို့မြင်ခွင့်ရမလို့ရှင်တော့လဲဖရန်ကိုဒီနာအိုမီဆော့တာလေးလဲမြင်နေပါသေးတယ်เนาะနာအိုမီရိုးရိုးတန်းတန်းဆော့တာမျိုးမဟုတ်ဘဲ ਨੇ လေဂျန်စကင်ကြီး ਨੇ ဆော့တဲ့အရာเนาะတော်တော်လေးဟိုပါကျွန်တော်တို့ကြည့်ခဲ့ရတယ်လဲလစ်အင်တာနေရှင်နယ်တော့ယူခါပါမယ်ယူခါပါပဲเนาะလောလောဆယ်ပါတော့အိုကဲအနေနဲ့ကလည်းကွန်ဒီဗီယာလေးကိုတော့သူတို့ချန်ကလာနေရာမှာပိတ်ထားသေးတယ်ပေါ့နော်။တပတ်ကဘလက်သုံးကတော့နောက်ဆုံး less band ခုနပြောသလို goal line ကပြန်ပြီးတော့ pressure ပေးပြီးဘမ်းမယ်ဆိုရင်တော့ ဟဲရီတကောင်တော့ကြောင်ပဲအဲပြုံပါလေဒီ pick off အပိုင်းကိုထပ်ပြီးပိတ်မယ်ဆိုရင်ကာဂျာကာလီယာဒါတွေကြောင်မယ်ဗျနော်ကေနှလုံးဟီးရိုးတွေအောင်ကြောင်မယ်ကဲဒါဆိုလို့ရှိရင်နည်းနည်းဒီ black thorn စဉ်းစားမထင်တော့ရောက်တော့ရောက်လာပဲသူတို့ကလည်း gain number 1တော့9တာပေးတာသူတို့လည်းဘလို့အကြောင်းအရာနဲ့မှတော့ဒီ gain 3တော့မသွားချင်လာဘူးစဉ်းစားကြည့်မယ်ဆိုရင် pick off ကလည်း black thorn အတွက်ကိုသွားပြီးအခန်း shop ပေါ့မလွယ်ဘူးဗျဘာလို့လဲဆို ruby ဒီ arlo တွေနဲ့တော့တခုခုတက်ပြီးတော့ pick off ဆွဲလိုက်လို့ရှိရင်အရင်တော့များတယ်ဖြတ်ခံပိုလေးပဲ ban လိုက်မလား ဖရန်ကိုဆိုရင်တော့ဒီနှစ်ကောင်ဖြစ်လို့လွယ်မှာမဟုတ်ဝင်းနာခရောင်းကြီးကောက်ခဲလဲသွားလာပဲမန်နေကာကြဘန်းသွားပြီကာကြတော့ဘန်းလာတယ်သူတို့လည်းသိရသိနေနော်အော်ဖရန်ကိုတော့သူတို့လည်းတိတ်ပြီးတော့ဒီမထင်လိုက်တာလားဒါမလို့ရှင်လေဒီတိုင်းပဲဖရန်ကိုတော့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့တွေးထားလိုက်တာလားပေါ့နော်အဲ့တော့ဘာပြောဒီနောင်မီဆိုတာလည်းဒီလက်မျိုးတန်ဆစ်စစ်ဒီအပိုင်းနေမှာနောင်မီကတကယ်သဘောကျရတယ်ဗျာဟုတ်လားဒီပလေယာတကယ်ဟိုမှာဟီးရိုးကလည်းများလည်းများတယ်ကောင်းလည်းကောင်းတယ်ဆိုတော့ Langslow ဘန်းထားတယ်ဖန်နီချန်သေးတယ် ဖန်နီတော့ကျန်သေးတယ်ဖန်နီတော့ကျန်သေးတယ်ဒီအချိန်ဒီမှာတော့တိုဂျီရဲ့ဖန်ဒီကိုပဲနောက်တစ်ပွဲမှာထပ်ပြီးတော့မြင်တွေ့ရမလားလက်ရှိ hero အနေထားအရမှာလဲဖန်ဒီဆော့လို့ရတဲ့အချိန်တွေတခုတော့ဖြစ်နေသေးတယ်ဟုတ်တယ်ဆိုတော့သူတို့အနေနဲ့ကလည်းမထောက်ရသေးဘူးရိုမာတကောင်လည်းကြံမယ်ရိုမာကအေးစိမပစ်လို့ရပါတယ်သူတို့ကရိုမာကခါတုကချာလေးဥထားမလားရိုကချာလေးအရင်ယူရင်လည်းယူရလိုက်လို့လည်းရတယ် နော်ကြိုက်တယ်ဆိုလို့ချင်းတော့လည်းယူထားလိုက်အဲ့ဒါလေးကဘာပြောဒီအားလုံးနဲ့လည်းထွေးလို့လည်းကောင်းတယ်အမ်ပရီဂိဘဲကိုမဘူပြီးဒုံရဲလေးနဲ့ကိဟေတာပဲပြစ်လို့လည်းရမယ်ဟေတာလည်းကောင်းတယ်ဒီဘွဲ့နော်ဂျန်ကတိုးမယ်ဆိုဟေတာပါညာဒါပေမဲ့ဟေတာပါညာတိုးမယ်ဆိုရင်တော့ဒီ ASU ရဲ့အားလုံးအနေနဲ့ wave တွေပါအများရှင်းပြီးလာပေါင်းရင်တော့ဒီ jungle dive တာတော်တော်လေးအဆင်ပြေမယ် draft တခုလို့ပြောလို့ရ hater တော့မဟုတ်ခါတူဒီနှစ်ကောင်တွေကတကောင်သူတို့ play style ကြိုက်တာရွေးလို့ရရပါတော့อืมကဲနည်းနည်းလေး black down သူတို့လည်းဒီကတကောင်ပဲရွေးရမှာဆိုတော့လေတေချာလေးဆိုစဉ်းစားရမယ်ဗျာเนาะအဲ့တော့ ဘယ်ရိုးကိုအရင်ထုတ်လိုက်ရင်ကောင်းမလဲပေါ့ဆိုတော့ဆိုတော့ဆိုတော့ချန်ကရတော့အခုချိန်မှာထုတ်တရားမလို့တော့ရုံးလေးပဲရင်လှူလိုက်တပတ်ကလည်းတော့ရေးသချင်းရထားပြီးသားဆိုတော့တို့ဘာမှတိမ်ပြီးကြောက်စရာလည်းမရှိဘူးကျွန်တော်တော့ဒီပွဲဟေတာပူကြိုက်တယ်ဒါပေမဲ့လည်းတို့ဒီ team fight ကိုပဲပို့ပြီးဦးစားပေးချင်တာဖြစ်တော့တော့ကာတုကချာတော့ပြန်ပြီးရွေးချယ်ထားရပါတော့လောလောဆယ်မှာလည်းကျွန်တော် Ogen ဘက်ကတော့အခုချိန်မှာဟိုးအဲ့တော့ကန်ကလက်ဖုတ်ဂိုးလေးပေါ့လက်ဖုတ်ဂိုးလေးအဲ့တော့ now ရဲ့ hero တကောင်တော့ကြံ့အောင်မယ် front line အတွက်ကလည်း hero ကလည်းရပြီ back line အတွက်ကလည်းနည်းလေးပြန်ပြီးတော့မှဒီလက်ပုလက်ပုကပြေးထိမ့်မိလိုက်မယ်ဆိုတော့ camelia တဲ့ wow ဒီ hero ကတော့ကျွန်တော်တို့ tournament scene တွေမှာတော်တော်လေးပျောက်ကွယ်နေခဲ့တာလို့ကြာပြီဒါပေမဲ့ကြာပြီ camelia သည်တစ်ဖက်ကအရန်ပါတဲ့ hero တွေနဲ့ဆော့လို့ရှိရင်အားကောင်းတာအချက်တစ်ခုရှိတယ်သူရဲ့ passive ကဒီ flower လေးလိုက်ပုတ်နေတဲ့အချိန်ကြောင့်လို့ရှိရင်တစ်ဖက်က hybrid defense တွေကိုခိုးရပေါ့နော်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့တစ်ဖက်ကအရန် substrain ဖြစ်တဲ့ hero တွေကပျော့လာမယ်အဲ့တော့ပါလဲသူရဲ့ ဒီ cause of blood ကိုင်းပြီးတော့ထိသွားခဲ့မယ်ဆိုရင်ဝမိုကိုမိုနဲ့တစ်ဖက်ကလည်းပြန်ပြီးကြလာနိုင်တယ်ဗျဟုတ်တယ်ဆိုတော့ဒါတော့မှပဲဒီကောင်ရဲ့ဒီဟာဗောလဲ K1 ဖြစ်တဲ့ဒီ Cosmo Flower ကိုနည်းနည်းလေးလေး spare van ကိုပြင်မဲ့ nav flight လို့ဗောတော့တကယ်ဆိုလို့ရှင်ဟိုးဆက်တော့တော်အရင်ကျဲတယ်ကဲအဲ့တော့သူတို့ကလည်းဒီလက်ပုလက်ပုနဲ့အဲ့ဒါအောင်မှာ Camelia နဲ့ပြန်တွဲတဲ့အပြင်အောင်မှာ Yi Shen ပြီးရင်ဒီ Lunox နဲ့ damage ကိုပေးမယ်ဒီကတော့ပုံစံဒီအရင်အရင်ဗောလဲဒီ K1 တော့အတိုင်းပဲ စပယ်ဆာမှာပေါ့အဲ left pick ကထပ်ပြီးတော့ gain နဲ့မတူ fan နေထပ်ပြီးတော့မှမြင်တွေ့ရမှာဆိုတဲ့အခြေအနေမျိုးလေးလည်းရှိနေတယ်ဟိုဘက်ကတော့၃កောင်သားဒီဘက်ကတော့ကမ်လီယာရဲ့ spell လေးတို့3 dot ထားပြီးတော့ဆော့မှာတော့ရမယ် damage ကအရင်များနိုင်တယ် draft ကတော့ခက်ဆင်ဆင်ပဲဗျာနော်ဒါ front line hero ၃កောင်၃កောင်တည်ပြီးတော့ချကြမယ် assassin jungler ပါတယ်မင်းမှာဆိုလဲ core hero ၂កောင်ပါတယ်ဗောနော် ဒါပေမဲ့အေးလို့ရင်အားလို့ကြီးလည်းပါနေတာတတိထားရမယ်နော်အဲ့ပြဿနာနည်းနည်းလေးတော့ဆိုးတော့ဆိုးတယ်โอเคအဆင်ပြေပါမလားအဓိကတော့ဒီလိုမျိုးအေးလို့ရင် final stretch တွေခုနကကျွန်တော်တို့ game 1မှာလည်းမြင်တွေ့ခဲ့ရပြီးတကယ်အောင်မ turning point တွေအများကြီးရှာသွားခဲ့တာဟုတ်တယ်ကဲတော့ဂိမ်းမသိမလားဘောကောင်းတဲ့ဂိမ်းနံပါတ်2ဒီပွဲသည်1 2 bracket တွေစောင့်နေတာဖြစ်တယ်တကယ်လို့သာ Ogan ရှုံးနေခဲ့မှာဆိုလို့ကျွန်တော်ပွဲကနေမှာထွက်ခွာမှာလည်းဖြစ်သလိုနိုင်ခဲ့မှာဆိုရင်တော့ဂိမ်းနံပါတ်3ဆက်ပြီးတော့ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးထပ်ပြီးတော့ result တွေဖြစ်မှာလဲကျွန်တော်တို့ရဲ့ case study နဲ့တူပဲတွားပြီးတော့ကြည့်လိုက်ရအောင်ဗျာ Okay အားလုံးပဲမင်္ဂလာပါအားလုံးပဲပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ Organo ရဲ့တကယ်ုံမအရေးကြီးတဲ့ပွဲတွေပွဲကတော့ရောက်လာခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့တကယ်တကယ်ုံပဲပွဲရဲ့တန်ပိုတွေဟာဂိမ်းနံပါတ်1မှာအမြင့်ဆုံးထိရောက်ရှိခဲ့သလိုဂိမ်းနံပါတ်2 အိုးကန်းနေနဲ့ပြန်လာနိုင်မှာလားပြန်မလာနိုင်တော့ဘူးဆိုရင်တော့ round 4မှာနေမယ်နှုတ်ဆက်ထွက်ခွာသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ gain 3 3သွားကြည့်ရမလား2သီးဆိုတဲ့ result ကိုပဲကျွန်တော်တို့မြင်ရမလားဆိုတော့ gain number 2အင်္ဂလိပ်ဆွေးနွေးလောက်မကြာခင်မှာစတင်လာတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီတစ်ခါမှာတော့ဒါအိုးကန်းထုတ်လာခဲ့ draft play ပြန်ပြီးကြည့်မယ်ဆိုကန်ရဲ့လပူလပူနဲ့အတူမှာဒါ Justin ရဲ့ Lunos ပေါ့နော်ဒီက UNS ပဲထပ်ပြီးတော့ရွေးချက်ထားပါသေးတယ်อืมခုနကပွဲတုန်းကလည်းဒီရဲ့ UNS ကဒီ league game ပိုင်းမှာတော့တော်တော်လေးတော့အလုပ်တော့လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော် UNS ကကြောက်အဲ့လိုမျိုးဒီ battle မှာဖမ်းလို့တော့မရဘူးဗျာသိလား ဲ့ဒါမျိုးတော့ရှိရဲဒါပေမဲ့တို့ဒီပွဲမှာကျတော့အဲ့လိုမျိုးလပူလေးရဲ့ဒီ length shake ကတွေ river fighter ကျွန်တော်ပြန်ပြီးတော့မြင်လာမှဖြစ်သလိုကာမလိုက် cause of plep တွေပြန်ချိတ်တာတွေရှိတော့ရှိရဲဗျာဒီအချက်အနေသေးရဲ့ဗောနောစပတ်ကတော့အင်းလူရဲ့အားလို့ထပ်မံပြီးတော့မြင်တွေ့လာရတယ်ဆိုတော့ဒီကောက်ရဲ့ Blado vs OG တို့ရဲ့ game number 2ပွဲစဉ်လေး English live player ကတော့စတင်လာခဲ့ပါပြီဟုတ်ပါရင်အဲ့တော့ကျွန်တော်ပွဲလေးရောက်စလာခဲ့ပြီဗောနောဒါမှ LOD player cap တွေကိုဒါမဝယ်ရသေးဘူးဆိုရင် pre order မမသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ဒါ like down page facebook page မှာတော့ပြီးတော့မှာယူလို့ရပါရင်ဆိုတော့ဒါ image ကြီးရဲ့ကစားသမားကြီးလည်းပါသလိုကျွန်တော်လူငယ် င်ကစားသမားတွေရဲ့ Golden Cap တွေရောအများကြီးစုဖွဲ့ထားဆိုအားလုံးမင်းဒါမှာယူတင်းနေလို့တော့ချက်ပါတယ်ဟုတ်ပါတယ်တော့တကယ်ကိုစိုက်တဲ့ဒါ player ကလေးတွေပါဝင်နေရဖြစ်တဲ့ကြောင့်မို့လို့ကဲသွားဆဲလို့တော့ရပါတယ်ဟုတ်ပါတယ်လက်ရှိကတော့ Game နဲ့ Toji ရဲ့ဒီ Oh first blood ဒီနေနဲ့ကစပြီး first blood ပြီးလိုက်ရပြီ Oh first blood တော့စတင်ပြီးခွင့်ပြုခဲ့ရတယ်ဗျအဲ့တော့ကျွန်တော်ဒီပွဲလေးမှာတော့ဗောနော်ဒါလောလောဆယ်ဟီးယိုးလေးကနည်းငယ်ချိန်ထားတဲ့ပုံစံမျိုးလေးတော့ရှိရရှိရယ်ဗျာဒီကဒီမှာမနောင်ဘီး နာရီတော့နာရီရိုးရိုးပြစ်နေရကြီးကတော်လေးဆိုးရဲဂိမ်းဝမ်းတော့ကလည်းတော်လေးကိုဆိုးရဲတစ်ခေါက်မှလည်းဂိမ်းမတူရိုးရိုးရဲ့ချီချီထွက်လာမဲ့ damage ကလည်း KB လည်းပြစ်နေရပါတော့ KB ဒီ damage ကတော်တော်လေးပြေးနိုင်တဲ့အခြေမှလည်းပါရဲတော့ကြောင့်မလို့တော့အဲ့လိုလည်းထပ်ပြီးတော့ကြည့်ရပါမယ်ကျွန်တော်တို့ခုနကပြောခဲ့ဆိုကျွန်တော်ဒီကို UNS နဲ့တိတ်ပြီးတော့ဟိုအောင်ဖြစ်ချင်ဘူးပေါ့နော်အဲ့တော့ UNS ကဂိုးလေးမှာကန်ပစ်ထားပြီးတော့ဒီကတော့ဖန်လိုင်းလေးနဲ့ရန်ကိုလှုပ်ခွက်တွေပြလို့ရတဲ့နော်ကျွန်တော်ဒီအချိန်မှာလပူလေးနဲ့တော့သူပြန်ပြီးရွေးချယ်လာခဲ့ပါတယ်တကယ်ဘယ်ဒါရွေးချယ်မှုတွေပြောင်းလဲမှုတွေအောက်မှာတော့ဆက်လက်ပြီးကြည့်ရမယ်ဆိုတော့အေး လွေပြပေးရတော့မှ Justice Blade ပြန်ပြီးရရှိရဆိုမလဲအေးလွေရဲ့ Vicious Lee ထိုးပြထွက်သွားတာလေးတွေကတကယ်ကိုကောင်းပါတယ် Experience Lane မှာအေးလွေရလဲပဲခုနပွဲရတယ်ဒီအားလုံးကသူတော်တော်လေးလောက်ကထွက်ခဲ့တယ်ဗျအခုလည်းပဲသူထပ်ပြီးတော့ဒါတုံတန်ဦးဆိုပြီးပေါ့နော်အဲ့ဒီနေရာမှာတင်ဖို့တော့ရကိုင်းတို့အရန်ကိုများသွားခဲ့ပြီမသူ flick ကတော့မတုံးမနဲ့ရအောင်ပြန်ပြီးထွက်သွားနိုင်တာလေးကတော်တော်လေးရောကောင်းခဲ့တယ်ပေါ့လားမကန် AC percent နဲ့နည်းလေးရောနည်းနေခဲ့တဲ့နောက်မှာတော့ Ruby ကတော့ Ace ပဲ Dorian of Dorian လေးတွေ The Big Cook လေးတွေနဲ့ပဲပြန်ပြီးတော့စစ်ထားပါသေးတယ်လက်ရှိမှာတော့ Allen မှာ D တွေးတော်နေနေခဲ့ဖို့တော့ Majestic ကရောက်လာပြီဆိုရင်နောက်မှာတော့ ပြန်ပြီးတော့ little little သွားသေးရေဆိုရင်တော့မှာပဲအဲ့တော့ AC လေးရှိနေပါသေးရဲ့လက်ရှိမှာတော့တတရရပေါ်လာမဲ့အချိန်ကတော့ရောက်နေခဲ့ပြီလက်ရှိဒီ first start လေးကိုတော့သူစပြည့်ကျူဝါတူဂျီကပေါ်လာမှာရှိနေခဲ့တဲ့ဒါသွားပြီးတော့ကဲအောင်နေကကြည့်နေခဲ့တဲ့ Ruby တူဂျီကြားထဲမှာတော့ကဲတော့ထပ်မဲ့ပြီးတော့နောက်တစ်ခါထပ်ခွေပြုတ်ပေးတာပါသေးရဲ့ကဲမနီနေ့ကတော့ပေါ်လာမှာဒုတိယအချိန်မြောက်တော့ထပ်ပြီးတော့ပေးဆက်ထားရတယ်ဗျအဲ့တော့တတရရတော့ပေါ်တဲ့အချိန်မှာကန်ကောင်းတာတတိတီအောင်လန်းလေးမှာဖြစ်နေရလေကသူတို့တက်နေလေးတော့ပြန်ပြီးတော့အဆင်ပြေနိုင်ပွဲတော့ရှိရတယ်အဲ့တော့ယူယူတူရောနေလေးတော့ Justin ရှေ့ကနေ deck side တော့ခုံတော့ခုံပြီးသွားပြီဗျ လက်ရှိက5 vs 5ဘယ်တစ်ခုပြန်လပြီးကြီးရမှာလားဆိုမတူကြီးဒီဘက်ကနေမသွားပြီးစာသုံးကျင်နေရဲ့ဘတ်ကိုတော့ရလာခဲ့ရင်းနဲ့ပဲဟိုတော့ကမတူကြီးကိုပြန်ထိမှုကြိုးစားနေကြတယ်ခဲ့ IOD Edge တက်ပြီးလှိမ့်တိုင်းမယ်သူအချာကြီးထိမ့်တဲ့မှာဟိုတော့ကယိုယိုးတော့ကိုအသေးလေးလိုက်ချဖို့ကြိုးစားလိုက်ခဲ့ဒီနေ click ကပြန်ပြီးသုံးကျင်ဘလေးရှက်ကပြန်ပြီးတိုင်းမှာနောက်ကတော့ don't ready ကြားထဲမှာတော့ ဒီဒီကောက်မှာထက်တော့ပေးလိုက်ရပါဘူးရိုးရားခဲ့ရင်တော့တန်တယ်ဆိုမဲ့ဒီချိန်မှာယိုယိုးကသွေးရက်ဆက်နဲ့လွတ်ခဲ့ပြီးတော့ဒီကုနဲ့ပြန်ပြီးပေးဆက်လိုက်ပြီးတော့အင်းတွင်ဒီမှာရှိနေသေးတဲ့သွေးကအရောက်နေတယ်ခင်ဗျာကစ်ကြားထဲမှာညက်နေခဲ့ပြီးတော့ပဲတို့ကြည့်ဒီစရှင်းကတော့ထပ်ပြီးတော့အဆုံးသတ်လာနိုင်ခဲ့တယ်ဗျာ EOK Z4 ဆိုတဲ့ reset တစ်ခုနဲ့ထပ်ပြီးတော့ပြေးပြီးတော့ဝင်လာခဲ့တဲ့ကမ်နီနဲ့အဆင်ပြေပါမှာတစ်ဖက်နဲ့နောက်ပြီးကော့ဇော်ဘလက်ချိန်ပေးတဲ့အတော့အင်းတွင်ကတော့ပြန်ပြီးကြားတယ်ဗျာဂါဒီယန်လေးနဲ့ပဲနောက်ပြီးပြန်ဖမ်းထားခဲ့တော့မှာနောက်ပြီး Fanny ကေဘယ်ချားထဲမှာပဲထပ်ပေးလိုက်ရပါတယ်။တောက်လျှောက်ကိုပဲဟီယိုကီတွေပြန်လဲပြီးတော့ပေးရတယ်ဆိုရယ်โอเคလက်ရှိမှာဂျက်စတင်နဲ့သူအရောက်နေနေဆိုမပြန်သေးဘဲနဲ့ဖလစ်ကတက်ပြီးတော့ကုန်တယ်ရီဂျန်တက်ပြီးတော့ပြေးသားပါတယ်ဆိုတော့မှတော့ကယ်နီနဲ့ကောင်ရှိကနေပြန်ပြီးတော့ပိတ်ပြီးတော့မှရိုးရိုးအသွေးနည်းနည်းလေးနဲ့ပဲထပ်ပြီးတော့လွတ်ပေါ်တော့များနေတယ်ကဲအိုဘာထက်ရတော့မှလားတော့မှဂျက်စတင်ရဲ့ဘက်ကကလည်းရှိနေသေးတယ်နောက်မှတော့ခင်ပုံနဲ့တော့ပြန်ပြေးသွားခဲ့ပါပြီ။ကဲဟိုပဲကျွန်တော်တို့အဲ့လိုမျိုးဒီကင်မီရဲ့ damage ကတော်တော်လေးများရတယ်ဗျာ။အာလီကိန်းနဲ့သူတောက်လျှောက်လိုက်ပြီးတော့အနောက်ပုံစံမျိုးရှိရဲ Alien ကောင်းနေတောင်းရဲရို့တော့ဖြတ်ပြီးတော့ရိုက်တက်တာဆိုမှဒီချက်ချင်းပဲပြန်ရတော့ တူချီရောက်လာကြ Brave Fighter 3တော့လဲပဲမမီးတော့ဗျာတစ်ဖက်ကပေးနေတဲ့ damage ကအများကြီးဆိုတော့ဒီတမ်းပြီးပြတ်သွားတယ်ဗျာနောက်ဘက်ကလက်ရှိမှာ3တွေမှာ 2K လောက်ကတာသွားခဲ့ပြီပေါ့နော်ဒီကလည်းဒီ Fantasy မှာလည်းရနေတဲ့ဟို 4G 0 0ဆိုရဲဒီတစ်ခုမှာ2ပိုင်ရှင်နောက်မှာ Double တစ်ခုကလည်းရှိနေသေးလို့အပေါ်ထဲ Ruby နောက်ထပ်မှာပြီးရိုးရိုးစီကထွက်နေတဲ့ damage တွေက နည်းနည်းလေးတော့မြားနေပြီမြားတော့မြားမနေခဲ့ဘူးလို့ပြောရမယ်တခါတော့ရောက်သွားခဲ့ပြီဟုတ်လက်ရှိမှာနောက်မီချုံလေးမှာတော့ပြန်တော့စောက်နေသူရဲ့နောက်ပိုင်းဒီလက်ကိန်းပဲတခါရောက်အောင်တော့ Cosplay သူချိန်တာလေးရဲ့နောက်မှာထပ်ပြီးတော့ပေးလာမယ်ဒီရဲ့ဒီရဲ့ဒီပြန်လဲပြီးတော့လိမ့်ရှိတ်ကားတွေ Brain Fighter ရောပြန်တော့ကြည့်ရပါအောင်မယ်อืมဟုတ်တယ်ဗျာနော်အဲ့တော့နောက်တစ်စကန်တာတဲ့ battery မှာ Ogan ဘာတွေမျိုးပြန်ပြီးတော့လုတ်ပြလိုက်မယ်အခုချိန်မှာနောက်က 2K ကြော်လောက်တိရ Black Thorn စပြီးတော့ဖြတ်ထားနိုင်နေခုနာ battery ဘာတွေလဲပဲ 2G ခုပြုပေးခဲ့ရဆိုဒီဒီချိန်မှာတော့ Kip နေနဲ့ battery လဲပြန်ပြီးတော့ရခဲ့ပြီး Jazz Stick ကိုရမှာတစ်ခါနဲ့ Shock ကြီးပဲတက်ပြီးတော့ကျဲပြီးလိုက်တယ်မှာ Jazz Stick က ာဒီရဲ့ရအောင်ခုတ်ပေးထားခဲ့တယ်မလောကမသေးလေတောင်းပြီးအဆုံးသတ်ဖို့ကြိုးစားမှာဟုတ်မှာကစ်ကမရှိတော့ဗျကန်နေနဲ့သူရအရောက်နေနေခဲ့သလို Justin နေနဲ့လည်းပြန်ပြီးတော့ forward လုံနေခဲ့ရတော့မလွတ်ပါလား Justin လည်းမလွတ်ခဲ့ဘူးဆိုပေမဲ့ Justin ကိုတော့ဒီတောင်းပြီးတယောက်ပေါင်းပြီးယူဖို့ကြိုးစားနေခဲ့တော့မှ Justin တောက်လျှောက်ကိုပြေးနေပါနာအူမီနောက်က flower လက်နေနဲ့လိုက်ပြီးတော့အဆုံးသတ်ပေးခဲ့မတူချီနေနောက်ပြီးမှပြန်ပြီးယူဖို့ကြိုးစား your damage နဲ့ပါနေရဆိုတော့နောက်မီနဲ့လွတ်ဖို့လမ်းတော့မရှိတော့ဘူးလားဗောနော်ဆိုရင်တောက်ပါပဲတကယ်ကိုပေးလိုက်ရတယ်ဗျာနောက်ကဒီပြန်ပြီးတော့ 2v1 ဆိုပုံစံပြန်လိုက်ဖို့အောက်တော့ပြပြေးနေရတော့ final slot နဲ့တူမှာတက်ပြီးတော့ တိုးသွားခဲ့ဆိုအေးလို့ရ damage တိအောက်မှာဒီကဆက်မှန်ပြီးတောင်းသွားခဲ့ရပြန်ပါဘူးအဲ့တော့ဒီချိန်မှာတော့ဒီကလည်းပြန်ပြီးပေးလိုက် hero player 2 11 black don ်ဂိမ်းနံပါတ်1မှာနိုင်ဝဲရရှိခဲ့ပြီးဂိမ်းနံပါတ်2မှာပါအိုကန်ကိုအကောင်းဆုံးပုံစံမျိုးနဲ့သူတို့ဖိစီးပြီးတော့စော့နေခဲ့တယ်ဘက်ကအေးလွန်ရဲ့ final slap တွေတော့တစ်ဖက်ကနေပြီးတော့ဒီ justice ကိုဖျက်ခတာဆိုတော့တော်တော်လေးကိုခက်ခဲနေကြတယ်တူချီရဲ့ဒုတိယမြောက်ပွဲမှာပါဆက်လက်ပြီးတော့ fanny pick ခဲ့တာလေးကအခုချိန်ကြီးအလုတ်ဖြစ်နေသေးရဲ့ဗျာလက်ရှိကတော့ Hyogi 2 11တော့ဖြစ်နေခဲ့ပြီပေါ့နော်တော်တော်လေးကိုကောင်းနေခဲ့ပြီးတော့ final slap တက်ပြီးတော့ဂါရီရဲ့ပြန်ဆင်းလာခဲ့ပြီခေကတော့ shut down သွားခဲ့အေးလွန်ဒီအတော်လေးကိုနေသွားနေခဲ့တယ်မှာအေးလွန်ရဲ့ပြန်ပေးလိုက်ဆိုတော့ဒီနောက်ကပြန် forward လို့လိုလိုအပ်လာခဲ့ပြီနောက်ကနေ ruby လည်းရောက်နေလို့မျိုး justice ကလည်းဒီ တော်လေးကိုကျက်နေသေးတယ်ဆိုတော့ second tartar ကိုလည်းထပ်ပြီးတော့တိုးကြီးရဲ့လက်ထဲကိုတော့ပေးရအောင်ပါလားအဲ့တော့ခွန်မလည်းပဲဒါ hero key က141တော့ပြန်ပြီးတော့ trade ပေးထားတယ် a လူနဲ့ king နဲ့ trade ထားတာရရင်တော့မတန်ဘူးဆိုပေမဲ့ဒီချိန်မှာရရင်ရတဲ့ hero key နဲ့ပဲပြန်ပြီး trade ကမဲ့နေတာဖြစ်နေရပြအိုကန်းနေနဲ့တော့အနေပိုင်းတစ်ခုကနေပြန်ပြီးစောနေရတဲ့အနေထားမှာ network 4k နောက်ဆုံးတော့နောက်ထပ်တတဲဟိုပါဆက်လက်ပြီးတော့ black 3ကထပ်ပြီးပိုင်ဆိုင်သွားခဲ့ပြန်ပြီဆိုတော့တော်တော်လေးတော့သူတို့ network cap တွေတော့ တာနေခဲ့ပြီတာနေခဲ့တာရင်တက်ပြီးတော့ Fanny ရဲ့ KB တွေပါထပ်ပေါင်းလိုက်ရင် Black Zone နဲ့ Game Number 2ကိုပါဆက်လက်ပြီးတော့နိုင်ဝဲရရှိဖို့တော့တော်တော်လေးတော့ပြန်ပြီးတော့နီးစက်နေခဲ့ပြီလို့ပြောရမှာပြလက်ရှိမှာ Justin ကလည်းအတီးကောင်းဝင်ပြလို့ကမရဘူးပေါ့နော်သူကဓာတ်ပေါက်နေရတယ်တွားပြီးတော့သုံးပြီးတော့မရသေးတဲ့အခြေအခါလားတော့ဖြစ်နေတော့ပဲသူကြီးကတယောက်တစ်ယောက် live show ပြီးတော့ဂျူးစားလို့အောက်ထဲမှာသုံးလောက်ပေါင်းပြီးတော့တာဝါတွေယူသွားခဲ့လို့ပေါ်ထဲမှာကဲတော့ရရရသူလေးတော့သူရဲ့ဒီ Lake Creek တွေကိုတော့ပြက်ရှင်းနိုင်တယ်ပဲနောက်ဘက်လေးကိုရောက်လို့တော့ယူထားပါသေးရဲ့ Lake Game ရောက်လာရင်တော့အိုးကန်းအနေနဲ့နင်းငယ်လှုပ်ရှားလို့တော့ရမယ်လို့တော့ထင်တယ်ပေါ့နော်အဲ့လိုရှေ့မှာတော့ပဲ camp နေနဲ့တွားပြီး ြီးစပယ်လေးတွေနည်းနည်းပါတော့တောင်းနေရဲ့ဒါပေမဲ့အာလီဂိမ်းမကိန်းတိုင်းမှာတခုတည်းရောအိုးငန်းနေတဲ့တိတ်ပြီးတော့တုံလို့တော့ရမှာတော့မဟုတ်ဘူးပြအေးလင်ဖိုင်နယ်ဆလက်ပြန်ပြီးရိုက်ပြတဲ့ဒီအကောင်းဆုံးတော့ပြန်ပြီးထွက်လာခဲ့မှာဂါဒီယန်တက်ပြီးတော့ခုံပြီးကြိုးစားမှလာမရအောင်တိုဂျီနေပြေးပြီးတော့ဝင်လာသေးတဲ့တောင်းမှာတော့အလဲမှာကြံနေခဲ့တဲ့ကစ် ထညက်သွားခဲ့ပြန်ပြီဗျာအဓိကနောက်ကနေ console player ကဂျူမလာတို့သွားပြီးချိန်ပေးရတဲ့ကြောင့်လို့ဂိတ်ကပြေးဝင်လို့ကြိုးစားလာခဲ့ပေမဲ့နောက်မထက်ပြီး live မှာတော့မကိပဲကြံငယ်ပြီးပြန်ပေးသူ Guardian လက်အခုံလေးမှာတော့ဘူးမတော့ပြီးပြန် live ball ပြန်ပြောင်းတော့လို့သူရဲ့တော်ရီကိုပြတယ်ကလေး final set နေကမေးသွားခဲ့ပြီးတော့မပြေးဝင်တော့ကြိုးစားနေခဲ့တဲ့ G ရဲ့ Free Fighter နောက်ကနေ Lancer ကြီးကြားထဲမှာတော့တော့ပေးနေတဲ့ Justice damage ရှိတဲ့အတူပါကျွန်တော်ကတက်ချခဲ့ရတယ်ဆိုပြန်ပေးလိုက်တယ် Justice တော့ဖြစ်ခဲ့ပါတယ်အဲ့တော့ကံမှာထပ်ပြီးတော့ပေးရတော့မလား Naomi နဲ့ကံနဲ့အတွဲလိုက်ရရှိနေခဲ့တဲ့ချင်းတွေတခုမှရေရိုးပြတဲ့ damage တွေကံအရောပေးလိုက်ရရပါမယ်။ Naomi နင်းတော့ရအောင်ပြန်ပြီးတော့4 ဘတ်လောက်သွားနိုင်ခဲ့ဆိုရင် make a fast target ကိုပါဆက်လက်ပြီးတော့ black tone တက်ပြီးတော့ရိုက်ခွဲသွားခဲ့ပြန်ပြီအဲ့တော့ make a second target ပေါ့နောက်ပြီးအကောင်းဆုံး defend လို့ကျိုးတယ်သူရအရောက်နဲနေခဲ့တော့ flick ကပါပြန်ခုံပြီးတော့ပဲ four ထားခဲ့ရပြီးတော့ fast target နဲ့အတူကျွန်တော် hero key တစားပြီးတစားတောက်လျှောက်ကို organ ခွင့်ပြုပေးနေရတယ်ဗျာတော်ရဲ့ရဒါဟီယိုကီရောတမတ်မီကိုခွေးတော့ခွေးပြုတ်ပေးထားတဲ့မျိုးတဖက်မှာနောက်တော့အများဆုံးပြည်လဲကြီးလိုက်ရင်တော့တူကြီးပြစ်တက်တာ9000လောက်မှ6000လောက်ဒီရှိနေတဲ့အချိန်မှာ အကုန်လုံးကဒီအိုးကန်နေတာက3000ကျော်အများဆုံးတော့3600ပဲရှိရစေတော့တော်တော်လေးတော့ဟာနေ2000လောက်ကြီးကွာနေခဲ့တယ်ဗောနော်ဥပမာတော့အကုန်လုံးကဒါ9000ကျော်ဝင်းကျင်နေရွေးဖြစ်နေခဲ့တယ်ဗောနော်ဆိုတော့ကီမီနေနေရလည်းပဲ9600ဒါရိုးပေးမဲ့ damage ကအရင်များနေခဲ့ပြီဗျာ Iden Green Swan Sky Pizza နှစ်ချောင်းဆိုရဲ damage နောက်တော့တကွက်တော့မတဝက်လောက်ဒီပါပြီးနေပြီဆိုတော့အဲ့တော့သူတို့ဘလူးမြတ်ပြန်ပြီးတော့ဖြည့်ရှင်းပါလေကန် damage ကမခံနိုင်သေးဘူးတူကြီးပေးတယ် damage ကတော်တော်လေးကိုများနေနောက်ပြီးတမ်းပြီးတော့ချိန်ကူထားဖို့တော့စူးစမ်းနေသေးရဆိုရင်လည်းပဲဘက်ကတူကြီးချက်ချင်းပဲပြန်ပြီးတော့ထွက်သွားခဲ့ Lester တွေကလည်းပေါ်နေခဲ့ပြီဒီ Brave Fighter ကိုလမ်းမျိုးတုံးပေးထားတယ်အမ Lang Shake က Regis လက်ပါညာရိုက်ဖို့တော့သူ ကျိုးသားနေတဲ့ဘောဘကယိုယိုကလည်းပဲစပရစ်ပြန်ပြန်နဲ့ကန်တော်တော်လေးနာနေခဲ့ပြန်လန်ရှိတ်ကမ2မန်စတန်ရေဂန်စလက်ရိုက်တာအောက်ကရီပတ်တာရဲ့တပြိုခင်းလိုက်ကောစပလန်ပါတက်မှန်ပြီးပေးတာဆိုရင်နောက်အကောင်းဆုံးတော့ကာဘာလုပ်ပေးနေပါသေးတယ်ဘာမှလည်းဒီပြန်ပြီးအဆောင်နေခဲ့တဲ့မှာချက်ချင်းပဲခိုးစီးအုံပြီးလိုက်ရှာပြီးတော့ကျိုးသားနေဂျက်စတစ်ပြန်ပြန်တော့တုံးကွာဆိုကဲအောင်သွားပြီးတော့တွ ုံးချက်မှာတော့ကြောက်အောင်ပါတစ်ခါကလည်းပဲ A လွေကိုလမ်းပြီးတော့ဖဲပြီးတော့3 v 1 situation တကူကြားရဲမှာတော့ A လွေ life out ကိုကြားရဲမှာပြန်ပြီးတော့ဘေးလိုက်ရပါတယ်ဒီလိုလုံးဝပေးရပြီလို့ထင်ထားခဲ့ရဆိုပေမဲ့ flicker လေးကိုတော့အချိန်မီ3လနိုင်ခဲ့တာအတွက်ကြောင့်မို့လို့တော့သူတေတော့မတေခဲ့ဘူးအခုချိန် fight 03 am dead နဲ့ဆက်ပြီးရှိနေတယ်တကယ်လို့ဒီရဲ့ dragon slayer let's hit တာရိုက်ခွင့်ရခဲ့မှာဆိုအဲ့နဲ့မှာ you time ပြီးတော့ပြတ်သွားနိုင်တယ်အဲ့ဒါဆို knock cap ပြ organ ပြန်ပြီးတော့ရလာနိုင်တယ်ဗျအခုချိန်မှာ knock cap က fight ကြီးလောက်ကွာနေခဲ့သလို first law ကလည်းပဲဒီအချိန်မှာပေါ်လာခဲ့ပြီဆိုတော့ black thorn သူလိုချင်နေတဲ့ first law တစ်ခါမှ time try မှာလာ kim နေနေက battle မဆ ားခင်လေးတွေမှာသူ့အနေနဲ့ပြပြပြီးပေးနေရတာတင်းအတွက်ပေါ့နော်အဲ့လို damage output နည်းနည်းလေးလိုချင်ရှိနေခဲ့လို့ထင်တယ်ဗျဟုတ်တယ်လက်ရှိမှာကသူနဲ့ဒါ kit နဲ့ပြန်ပြီးတော့ Jensen နှစ်ယောက်စီကထွက်လာပဲ damage တခုပဲမျောလင်းရမှာဆိုမှလည်းပဲဒါဒီ kit ဒီဗရစ်ပစားခင်မှာမြဲတဲ့ချက်ချသွားခဲ့ရအဓိကသူ့ကြော်ကြီးနေရလည်းပါရဲ့ပေါ့နော်သူကိုယ်တိုင်လည်းခုနကပြောလိုမျိုးဒီ sanction လိုမျိုးခိုင်တာဖြစ်တဲ့ကြောင့်ကော့ဆော့ဖတ်ချိန်ပြီးနေအချိန်မှာသူ့ရဲ့ဒီ shot guy ပိုင်ပြန်ပြီးတော့သွားပေးပြီးတော့ဝင်ရမယ့်အချိန်ဖြစ်တဲ့ကြောင့်မို့သူဝင်သွားရတယ်ဘက်မှာ down range နဲ့ပြတ်ဆွဲထားသူ offer နေတက်ပြီးတော့ပါရဲ့နောက်မှာဘလို့မှပြတ်ထွက်လာလို့မရခဲ့ဘူးဖြစ်နေခဲ့ပြီလက်ရှိကလောကတော့ပေါ်နေခဲ့ ပြစင်မချုပ်လေးထဲမှာတော့ကိုစီကိုစီလို့ရှိတယ်တစ်ဖက်မှာတော့၄ရောက်လောက်ပြီးတော့ဒါကြံနေသေးတဲ့နေရာတစ်ခုမှာ kill level နောက်မှာတော့ပြန်လည်ပြီးတော့လာနေပါပြီ။ကဲအဲ့တော့ low ကတော့เนาะကျွန်တော် TTE ပဲစပြီးတော့ပေါ်နေခဲ့တာမှာ 2G KB လေးနဲ့ပဲ Justin သွားပြီးတော့ထိကျန်လာလာရတော့မရမနေရဲ့အနေဒါတစ်ခုတော့မဟုတ်သေးဘူး။ အဲ့တော့ gift တွေနဲ့ position ကိုတော်တော်လေးစေ့ထားမှရတယ်။ဒါကဖန်နီလို hero မျိုးကြီးပါတော့ဝင်တော့နိုင်ပါပဲ။အဲ့တော့ final slap နဲ့ဆွဲပြီးတော့ထုတ်လာခဲ့တော့မကန်။တခါတည်းပဲ damage ပြတ်သွားပြီ။ monster k ရိုးရိုး damage တော်တော်လေးကိုများနေတယ်။နောက်ပြီးတော့ toji နဲ့ဆက်ပြီးတော့ထိန်းထားနေတယ်။နေသားတစ်ခုက over revitalize ခင်းထားတယ်။မရသေးဘူး။ဒါပေမဲ့ land shake ကဒီဘက်က ruby တေသွားခဲ့ရိုးရိုးကတောက်လျှောက်ဒီက life free ခြင်းနေဆိုတော့ justin တက်ပြီးတော့ပဲ down သွားခဲ့ဆို k တကယ်ကိုပြနေခဲ့ပြီ top k နောက်တော့ challenge hero k နှစ်ခေါင်မှာထပ်ပြီးတော့ယူခြင်းနေပါသေးတော့လည်းပဲအရင် live ဘုကလည်းအဆင်မပြေတော့ဘူးဗျာ။ toji k ပဲဆွဲပြီးပြန်ပြီးတော့ဝင်လာမယ် justin ကိုပြတ်ဖို့တော့ကြိုးစားမကန်တော့နဲ့ပါပဲ justin ပြန်လာပြီးတော့ဖေးလိုက်ရလို့နောအိုမီသူကပြပြေးဖို့တော့လုံနေခဲ့ရဆိုရွရွနောက်ကျတော့ stand နေပေးဖို့တော့လုံနေခဲ့ပဲလေကိရှိကနေပြခံပေးတော့ပါသေးတယ်လုံးဝပဲကျွန်တော် best of 3အပြည့်ကြည့်ရမှာလား black tone က2ဆီဆိုရယ် reset ပြတ်မှာလားဆိုတာတကယ်ကိုစိတ်လုံးရှားဖို့ကောင်းနေခဲ့တဲ့ပွဲတစ်ပွဲပါပဲအဲ့တော့လောကလည်းပဲကျွန်တော်ဒီနားလေးမှာပေါ်နေခဲ့ပြီပွဲကစား7 minute မှာပေါ်နေခဲ့တဲ့ဒီ lock ကို black tone ကတကယ်ကိုလိုချင်နေခဲ့ပြီဒါပေမဲ့ keep ကတော့ hero game နှစ်ကောင်ပြန်ရလာရဲဆိုတော့ပြန်မဲ့ဒီ button လေးမှာထပြနိုင်အောင်မလားဆက်ချရပါအောင်မယ်လက်ရှိကတော့ layer တွေမှာ now we are ပြန်တော့လာနေခဲ့ပြီ justin ကလည်းပြန်ပြီး response ပြန်ထွက်လာဆို kill ပဲဦးသား မ်းမီးကိုစပြက်ဖို့ဂျိုးသားနေခဲ့တာဖိုင်နန်ဆာကမိရတဲ့တမ်းမီးကိုဆွဲနေခဲ့ဆိုကဲမရှိတော့ပြန်ခုနကလည်းအဲ့လိုပဲဒီလော်နာလေးမှာရှိရတဲ့ဆွဲတောင်းမှုတော့ဝင်လာတာပဲဒို့ပေမဲ့လည်းပဲတစ်ခါကတည်းက9ရက်လောက်ဝိုင်းပြီးတော့ပြီးပြီးတော့ဖြတ်နေတဲ့ damage ဆိုတော့ကဲလည်းပဲမကန်နိုင်လို့ဒီတစ်ခါ fan shot ကိုတော့ဆပြီးတော့ချိုးကြည့်ရရှိသွားခဲ့ပါပြီ Black Thorn ဘက်က Hero K ကိုတကောင်ရရတကောင်တမ်းပြီးတော့ဖြတ်ထားတယ်ဗျာဘက်က aim နဲ့ final slap တွေရတယ် one man level stand နဲ့တမ်းပြီးပြီးတော့တခါလေတမ်းဖြတ်နေတဲ့ပုံစံမျိုးတွေ့နေရတယ်သူတို့ဘက်က output damage အရမှာလည်းပဲဒီရိုးရိုးရဲ့ damage ကအများကြီးနေရဆိုတော့ ဖြက်ကတာလည်းအဆင်ပြေတယ်လို့ပြောလို့ရတယ်ဗျာ။ယင်းနေကဒီရိုးရိုးကဒီမစ်လိန်းမှာတော်တော်လေးကိုအလုပ်ဖြစ်ခဲ့ဆို Black Zone ကိုစရောက်ခဲ့ရတယ်ပဲ performance တော့ရှောက်ပြလာနိုင်ခဲ့တာမျိုးလေတွေးခဲ့ရတယ်။အဲ့တော့အောင်နဲ့ second target တလုံးကထပ်ပြီးတော့ပဲရိုက်ခွဲသွားနိုင်ခဲ့ပြီးတော့ပဲ Black Zone တို့လူချင်နေခဲ့တဲ့ဂိမ်းနံပါတ်2ရဲ့နိုင်ပွဲတစ်ပွဲကိုစတင်ပုံပေါ်ဖို့တော့ပြင်ဆင်နေပြီဗျကိကပြန်ပေးနေဒီ bluff တစ်ချက်တွေကတော်တော်လေးတော့နာရယ်ပေါ့နော်တီးတော့တီးတာစီပြီဒါပေမဲ့လည်းပဲတပြစ်ခွင့်တော့ရမယ်ဒီဒီကိုသွားပြီးတော့မြင်လိုက်တဲ့နေတာတစ်ခုမှာနောက်ကနေ offense ထပ်ပြီး final flat ဒါဒီခုကပြန်လည်ပြီးတီးထားမယ်ဆိုမှ A လို့အချိန်ကောက်တော့ offense 2 by set game power နဲ့ cause of play ပြန်လည်ပြီးချိန်ပြီးတော့ final set ကမှတက်ပါသွားခဲ့ပြီးဆိုတော့အကုန်လုံး down ပို့တော့များနေကြလို့စပြီးချသွားခဲ့ကဲတဲ့အတူမှာ D နောက်မှာတက်ရှိနေ Naomi နောက်ကနေ Justin ပြန်ဝင်ဖို့တော့ကြိုးစားနေပါသေးတယ်ဆိုမှလည်း down ပို့ down ပါခဲ့တာ Justin တော့ပြန်ပြစ်သွားခဲ့ တင်ပြန်ပြီးတော့တစ်ဖက်ကနေပြီးတော့ဒါ ruby နဲ့တော့ပြန် trade လိုက်ရတယ်ဗျ1 for 3 trade ဖြစ်သွားခဲ့ရတဲ့ကြောင့် ogan ဒီလောက် defend mode ကနည်းနည်းလေးတော့ခက်ခဲနေအပေါ်လမ်းမှာ mega shield လည်းမရှိတော့ဘူးနေဆုံး respond time ရမှာ can tank second တော့လိုနေသေးတယ်ဗျာဒါပေမဲ့တစ်ဖက်က black zone ဘက်က3ရနည်းလေးနေသွားခဲ့ပြီးဆိုတော့ kit လုံးဝကျုံလို့မရဘူးတဲ့အနေထားတစ်ခုပါပဲ final set ပြေးဆွဲလာခဲ့ဆို a လွေနေတဲ့ကတော်တော်လေးမပြည့်ပြည့်နဲ့လောရတော့မတင်တော့ချိုးကြီး game ready ကြားရဲမှာ ကကိုရအောင်ပြတ်သွားနိုင်ကြဆိုတိောက်သေးသောခြံနေခဲ့တဲ့ကဲနောက်ပြီးတော့ပြန်ပြီးတော့ပေါ်ပေါ်ထွက်လာခဲ့ပြီ။ Oh sorry ကဲတော့ပြန်ပြီးတော့ထွက်ထွက်လာခဲ့ပါတော့နောက်ပြီးတော့ sorry ရရှိနေခဲ့ဆိုတော့နောက်ပါတော့ က်ရှိနေတာတခုမှာသူကဒီအဖော်လန်းနေမှာလော့ကိုတော့ကောက်ဖို့တော့ကောင်းဆုံးစူးစမ်းနေပါသေးတယ်။ဟာလော့ကိုတော့သူတို့ဖြည့်ရှင်းနိုင်ခဲ့တယ်ဗျာ။ဒါပေမဲ့အလင်လန်းနဲ့အောင်လန်းမဲကတောက်တဲ့နှလုံးကလည်းကြံနေသေးတယ်ဆိုတော့အဖော်လန်းတလဲမဲ့ခွင့်ပြုပေးခဲ့ရတာ။အိုးကန်တော့မျောလင်းချက်ကတော့ရှိနေသေးတယ်။ကမ်ပပွိုင်းနေဆိုတော့ဘာမှမဆိုဖြစ်နိုင်သေးတယ်ဗျာ။ဒါပေမဲ့လေကိန်းထိသူတက်ပြီးတော့ဆွဲထားနိုင်ပါလား။အဲ့ဒါလေးကိုတက်ပြီးတော့ကြည့်ရမယ်။ First Law ပြီးသွားပြီဆိုမှနောက်တဲ့ Second Law တွေကလည်းနောက်ထပ်များမချမီချိန်တော့တွေမှပြန်ပြီးတော့ပေါ်လာမှတိုးကြီး။ဒါကြတဲ့ပဲ Justin ကိုရရရဆိုဝင်ပြီးတော့ဖြတ်ချင်နေတဲ့အနေထားတစ်ခုပါပဲ။နောက်မှာတော့ဒီပြေးဖို့မလို့လုပ်နေခဲ့ပြီးလေရှိကပြေးလိုက်စတဲ့ဘေးဖို့လိုနေတဲ့ Brave Fighter စရိုက်ပြီးတော့ A လိုရဲ့ Final Set ကလည်းလွှဲချောက်မှုတော့ ဖြစ်သွားပြီတောင်းချောက်ဖြစ်ဖို့တော့ကြိုးစားနေကြပါအေးလွေဒီတစ်ခါမှဆက်ပြေးရတော့မှဆိုဂါရီယန်လဲပြီးအမီဘော်ဂျက်စတင်ပြန်ပြီးတော့ဒေါင်းသွားခဲ့ရပြန်ပါတယ်ဂျက်စတင်ကတော့ခွင့်ပြုပေးခဲ့ရပြန်ပြီဗျာအဲ့တော့ 4v5 ဆက်ချင်းတစ်ခုမှ black tone ထပ်ပြီးတော့ mega mega target ကိုလိုချင်စိတ်တွေအရန်ကိုများနေခဲ့တဲ့ပုံစံမျိုးတွေးနေခဲ့ရတယ်အဲ့တော့ကမ်ပီနီကရှီအော် cat throw တဲပြီးတော့ပြတ်တဲ့2 man တက်ဒေါင်းသွားခဲ့ပြီဆိုတော့ total 3 man down နေနေတာတစ်ခုမှ again 2v5 ဆက်ချင်းတစ်ခု defend mode ကတော်တော်လေးကိုခက်ခဲသွားခဲ့လို့ဒီပါထက်ကြခဲ့လို့နောက်ဆုံးချက်နေခဲ့နာအိုပီတယောက်တည်း solo ကြီး defend mode တွေ့ဆိုတော့ မှန်တိုင်းပြောရရင်တော့လုံးဝမဖြစ်နိုင်တော့ဘူးဗျာတောက်လျှောက်ကိုပဲပြန်လဲပြီးတော့ချပေးနေတဲ့ damage မကောဆိုဘလက်တကယ်လို့ကောင်းဆုံးချိန်ပေးတိုင်းမလဲငါးရောင်းတော့တဲ့အောင်တော့မကန်နိုင်ဘူးဆိုတော့ Naomi import down သွားခဲ့လို့ Chris the throw မှာတခါတည်းပေးလိုက်ရရင်လည်း Black တို့ထူးစီးတဲ့ဒူပါသူရဲ့ night world ကိုရှောက်ဖို့တရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ဒီပွဲကတော့ဒါရှုံးရင်တော့